ဒီနေ့ကတော့လွတ်မြောက်ပြီးတော့ရာစာလုပ်ကောင်းတဲ့ဆင်းထောက်လေးကြော်ပြလို့မှာဖြစ်ပါလေဗျာဆေးဦးနောင်းရဲ့ရောကြော်ပြပြကျွန်တော်ချက်တော်နေပြီလို့ကောင်းပါလေးကြည့်ပြထားပါပါဗျာ ခုလိုမျိုးလေကျဲတော်နေလို့လည်းဘာပါလဲဖြစ်ပြီးသားရယ်နော်ကျွန်တော်ဆယ်ဦးဟောင်းနေတယ်နော်တဆယ်ပါအောင်ရှင်ဝင်းကားတက်တော့ဆေးပြရတာဖြစ်ပါလေဗျာ ပြည့်စုံပြီဆိုရင်တော့အစီအုံးတော်လေးကိုရရသာထည့်ပြီးတော့နေပြရမှာဖြစ်ပါတယ်ဗျာ။ပထမဆုံးဆိုတော့စာတစ်စုံထည့်ပါမယ်။ပြီးတော့ကျွန်တော်တို့အချုံမုံလေးဇွန်တော်လောက်ထည့်ပါမယ်။ ဒီတော့ကျွန်တော်တို့ထောင်းထားတဲ့ဂျင်းကြက်စံဖြူလေးကိုထည့်ပြီးတော့တမအောင်နေပြရမှာဖြစ်ပါလေဗျာတော့နေတဲ့ခါပါလေအရသာလေးတွေကိုပုံပေါက်လေးတွေရဲ့စိတ်ကိုဒီတော့အရသာရှိအောင်တော့ကျွန်တော်တို့ခက်ချက်ချာနေပြရမှာဖြစ်ပါလေဗျာ ပြီးရင်လည်းဒေဝရဲကိုထည့်ပြီးတော့ရေနှင်းကိုထည့်ပြီးတော့ကျွန်တော်တို့ဒီခန်းထဲထိပြုတ်ပြရဖြစ်ပါတယ်ခုလိုလေခန်းရေခန်းသွားပြီဆိုရင်တော့ကျွန်တော်ကလည်းဆက်ထည့်ဆက်ပါမယ်။ကျွန်တော်စီပူလာပြီဆိုရင်တော့ဆက်လုံးမောင်လေးထည့်ပြီးပါမယ်။ နှမုံလည်းကြက်ပြီးဆိုတော့လည်းကြက်တယ်လို့ပြောပြီးတော့ကြော်ပြရမှာမျိုးဖြစ်ပါတယ်ဆက်ကနေလေးလေးခုလိုမျိုးအရောင်လေးနွမ်းလာပြီဆိုရင်တော့ကျွန်တော်ခြေကျက်လို့ထောင်းထားတယ်လို့ထည့်ပြီးတော့ကျော်ပြရပါမယ်ခြေကျက်ပြီနဲ့လေးမှုေးလာပြီဆိုရင်ကျွန်တော်စေုံးတော်လေးထည့်ပြီးတော့ပို့ပြရမှာလို့ဖြစ်ပါလေဗျာ အနံလေးမွေးအောင်လို့မစလာလေးနည်းနည်းထည့်ပါမယ်ခင်ဗျာ။ဒီမှာမစလာကြိုက်နဲ့ထည့်လိုက်ရပါတယ်။ကြိုက်နဲ့လည်းထည့်ပါပါခင်ဗျာ။ ရတာလေးတွေကတော့ရမထည့်လို့ရပါတယ်စားပွက်စားထည့်အချုံမိုးပွက်အချုံထည့်ပြီးတော့သုံးဆောင်လို့ရပါပြီဗျာ